မင်္ဂလာပါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြိုဆိုနိုင်ပါရှင်ကျမတို့ channel တွေကနေနေ့စဉ်ပြည်တွင်းပြပသတင်းများကျော်ရည်သတင်းများနဲ့အနောက်ဆိုရသတင်းများကိုအချိန်တစ်ပြေးညစာတင်တင်ဆက်ပြီးတော့မှပြပါရှင်ရှကုပတမောဆောင်စာတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့အမေရိကန်ဒီမြန်မာရင်းချကစစ်ပွဲတစ်ခုတကယ်ပဲဆစ်စင်နေပြီလားဆိုတဲ့သတင်းစာပါလေးပဲဖြစ်ပါရယ်အမေရိကန်နဲ့၎င်းရဲ့မဟာမိတ်များဒီတောင်အားရှားဒေတာတွင်မြန်မာနဲ့ပတ်သက်ပြီးဂျာကစစ်ပွဲတစ်ခုဆင်နွှဲရန်ဆစ်စင်နေပြီဆိုတော့သတင်းများဆင်းဆက်မပြတ်ထွက်ပေါ်နေခဲ့တာဖြစ်ပါ ါရီရည်ရွယ်ချက်တီကမြန်မာစစ်တပ်အားဖြိုလဲနိုင်ငံနဲ့တရုတ်အားအိန္ဒိယတမုတ်တရားဖက်ချက်တို့ထပ်ပေါင်းမရဖြစ်စဉ်ရဟူ၍အစချီကမြန်မာစစ်ရေးတုတ္တတီအင်ဒရူးဆဲကအဆိုပါသတင်းအပေါ်မှာရှိခုလို့တုံ့တန်လာတာဖြစ်ပါရီဒေတာတွင်သတင်းမီဒီယာများနဲ့အက်ဒီတာများရဲ့အဆောင်ပါအများအပြားတွင်ရေးသားလာခဲ့တဲ့များကိုစုစစ်တင်ပြရမည်ဆိုကအချက်၁၁ချက်ကိုတွေ့ရမှာဖြစ်ပါရီနံပါတ်၁အမေရိကန်နိုင်ငံခြားရေးဌာနအမျိုးသားလုံခြုံရေးကောင်စီရန်ကုန်ရှိအမေရိကန်တန်ယုံယာယီတာဝန်ခံအင်ဒိုပစိဖိတ်စစ်ဌာနချုပ်မှတုစစ်ဦးစီးချုပ်တို့ ဘင်္ဂလားဒေ့ရှ်တို့တွားပြီးအသေးစိတ်ဆွေးနွေးဆစ်ဆင်ခဲ့ကြသိရပါတယ်။နောက်ပိုင်းထိုးစင်ကဝန်ကြီးချုပ်ရှိဟာစီနာမှသဘောမတူတဲ့အမေရိကန်မှာအတိုက်ခံများအား၆ခံတွားမိဟုသောဖိအားကိုမလွန်ဆန်နိုင်ခြင်း။နံပါတ်၃အမေရိကန်ဟာအာရခတ်တကျော်ချင်းအမျိုးသက်တဲ့ဥရရဲ့ဆစ်ဆင်ရများအားပတ်ပူပင်နေရန်၆ဖို့ဒုလောင်စခန်းချစ်တစ်ခုဖွင့်နေထားရှိမိ။နံပါတ်၄အမေရိကန်ရဲ့၆ဖို့လုပ်ငန်းများအစဉ်ပြေချောမွေ့စင်ရန်ဘင်္ဂလားဒေ့ရှ်စစ်တမတမကြီးတို့ခုအထိပါဝင်ကူညီပေးသွားမိ။နံပါတ်၅ကော့ပဇာအနေတွင် တူရကီတရ ုံးများအထူးအထာအသုံးပြုမဲ့ဒရုန်းအခြေစားစခန်းကြီးတစ်ခုတိဆောက်ဖွင့်နေသွားပြီ။နံပါတ်6ရန်ရခိုင်ပြည်နယ်အတွင်းမှာ no fly zone တတ်မှတ်သွားရန်အလေးအနက်စဉ်းစားနေသည်။ရင်းကိစ္စအားပင်္ဂလာပင်လယ် orange american လေရင်တင်သင်းမောကြီးဖြင့်ကုတ်ကဲသွားပြီဖြစ်ပါရယ်။နံပါတ်9ပင်္ဂလာပင်လယ် orange american ရေသက်သင်းမောများကယခုကတည်းကကန့်ချေကပ်ပြီးလက်နက်ခရမ်းများနဲ့တခြားစီးအထောက်ပံ့များပတ်ပို့ပေးနေပြီဖြစ်ပါရယ်။နံပါတ်10ဆောင်းပါတစ်ပုတ်တွင် အနောက်တိုင်းထောက်လန့်ရေးအင်ဂျင်စီများကထိုင်းရှိလျော့ဝက်စခန်းများမှနေ၍ကြောင်းလိုက်အဖွဲ့များကိုကူညီပေးနေတာဖြစ်ပါရယ်။နံပါတ်9ယခုနှစ်အစောပိုင်းချုပ်ပေါ်လာခဲ့တဲ့တရင်များတွင် ထောင်းနေရှိတဲ့အမေရိကန်နဲ့ဗြိတိရှကျေးစာများမီဇိုရန်ပြည်နယ်ကနေတဆင့်လျော့ဝက်ဝင်ရောက်လာနေကြပြီးချင်းတောင်းလိုက်အဖွဲ့များကိုကူညီလက်ချက်ပေးလျက်ရှိနေတာဖြစ်ပါရယ်။ရင်းအားအိန္ဒိယအကဲကတ်ဦးကပုံရှုွယ်ရှုစစ်စင်ရေးတစိုက်တစ်ပိုင်းဟုပြောဆိုထားဖြစ်ပါရယ်။နံပါတ်10အန်တီမတ်အီမန်ချဟာဘင်္ဂလားဒေ့ရှ်အစိုးရကြောထောက်နောက်ခံပေးမှုဖြင့်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆက်တ ချောင်းလွတ်လပ်တဲ့နိုင်ငံတနိုင်ငံတည်ထောင်ပြီးတရုတ်ရဲ့စီးပွားရေးစင်ကြံလမ်းမကြီးနဲ့အိန္ဒိယတမုတ်တရားကိုကြောက်ဖြူစိတ်ကကနေတဆင်တရုတ်တို့အဝင်အထွက်လှုပ်လာမယ့်အရေးကိုဟန်တာနိုင်ရန်ဖြစ်ပါရယ်။ နံပါတ်7အမေရိကန်မှာ၎င်းတို့လုပ်ငန်းများအောင်မြင်သွားပြီဆိုကအကူအညီပေးရင်စင်ကြံလမ်းမကြီးတစ်ခုတည်ဆောက်ပြီးရိုဟင်ဂျာကျောက်ခတ်တဲ့တတန်းခတ်ကိုပြန်ပို့ပေးမည်ဟုကတိပေးထားဖြစ်ပါရယ်ယခုအခင်ချင်းအခုချင်းချင်းအဆိုပါသတင်းများအားမိသူကမှတိတိတနာစိန်ခေါ်လာခြင်းမရှိသေးတဲ့ကိုတွေ့နေရဖြစ်ပါရယ်ကြက်ကြက်ပြက်ပြက်ထုတ်ပေါ်ရေးသားခြင်းမျိုးလည်းမရှိသေးပါဘူး ED ကလည်းအဆိုပါသတင်းများဟာယုံကြည်စိတ်ချမှုမရှိသေးတော့ကြောင်းလည်းဖြစ်ပါရယ်မန်ကန်ကြောင့်တက်တဲ့အထောက်အထားခက်ခဲလို့မပြနိုင်ခြင်းပါဝင်ပတ်သက်နေတဲ့များထားမှလည်း တည်ပြုခန့်ခြင်းမျိုးလည်းမရှိသေးပါဘူး။ဂျိုးချောင်းစီလျော့စွာဖြင့်ဓမ္မထိတ်ထန်ကြကြစဉ်းစားမိဆိုကယုံကြည်ရန်ခက်ခဲလာတာဖြစ်ပါရဲ့။ လျှော့ဝဲစွာလုံးမယ်ဆိုရင်ပင်ဖြစ်ပေါ်လာနေတဲ့အစီအရေးဆိုင်ရာအခက်အခဲများနဲ့နိုင်ငံရေးဆိုင်ရာအန္တရာယ်များကတရုတ်နိုင်ငံရဲ့အရေးရှိရင်မဲ့ချက်ကိုကြော်လွှားရန်မလုံလောက်သေးပါဘူး။ပြည်ပနိုင်ငံများနဲ့နိုင်ငံကအဖွဲ့အစည်းများကယခုအထိလူအသက်အန္တရာယ်ကိုမထိခိုက်စေမဲ့အကူအညီမျိုးထဲပိုပြီးကူညီထောက်ပံ့မျိုးမရှိသေးတာကိုတွေ့နေရလည်းဖြစ်ပါရယ်။နိုင်ငံတည်းဝင်ရောက်လာခဲ့တဲ့ကြေးစားများဒီနဲ့မိသည့်နိုင်ငံရဲ့အထောက်အကူအဖွဲ့အစည်းကိုများကူစားပြုရှင်မရှိဘဲ၎င်းတို့တပေါ်နဲ့၎င်းရဲ့အလို့ရှာရှင်မျိုးသားဖြစ်ပေလိမ့်မည်လို့ဆိုထားနေဖြစ်ပါရယ်။ ။ Australia ရှိ Lowy Institute မှာထုတ်ဝေခဲ့တဲ့ The Interpreter ဆောင်ဆောင်ဝင် Andrew Seck အတိုင်းမှာအဖြစ်ပဲချထားတော့လည်းပဲ Well Death the Smoke Death the Fire ဆိုရင် မီးရှိလို့သားမီးခိုးထွက်နေတယ်ဆိုရင်စကားပုံနဲ့ရှိနေတာပဲဖြစ်ပါရဲ့။ဆက်နေပြီးတော့ မန္တလေးတွင်ငလင်းကြောင့်တင်ဆောင်သွားခဲ့တဲ့အနေရရှိနေတဲ့နေအင်းတိုက်တာအဆောင်များဖြူချရန်စီပင်တို့ရှောက်ထားတော်လည်းပဲအ ਨੇ ဆုံး၃လဆောက်ခံပြီးငွေပေးသူများကိုစီပင်ကဦးစားပေးနေတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်မန္တလေးတွင်ငလင်းကြောင့်နေအင်းတိုက်တာအဆောင်တင်ဆောင်သွားသည့်အင်းပိုင်ရှင်များကအတက်အနေရရှိနေတဲ့ နေအင်းများပြုချင်ရမန္တလေးမြို့တော်စီပင်တို့ရှောင်းလာတင်တွန်းလေအနည်းဆုံး3လဆောက်ခံပြီးငွေကြေးပေးသူများကိုစီပင်ကဦးစားပေးအင်းဖြူပေးနေကြောင်းမန္တလေးမှာအင်းပိုင်ရှင်များကပြောဆိုထားပြပါရယ်မဆလာ၂၈ရက်နေ့လောက်ခတ်ခဲ့တဲ့ပြည်အောင်ခုနှစ်တက်မှခုနှစ်အစရှိတဲ့စကိုင်းငလေးကြီးကြောင့်မန္တလေးတွင်အချမ်းမြင့်တိုက်တာများစုတင်ဆောင်ပြုချလွတ်လွတ်ဖြစ်နေပြီးအနည်းရရှိတဲ့နေရာများတွင်ပြည်သူများကမြို့တော်စီပင်တို့ဖြူချက်ပြရန်ရှောင်းလာတင်ကြကြောင်းတို့ရတွင်မြို့တော်စီပင်ကအနည်းဆုံး3လဆောက်ရမည်ဟုပြောဆိုကြောင်းတို့ရတွင်ငွေကြေးပေးသူများကိုမ န္တရေးစီပင်ကဦးစားပေး၍ဖြိုဖျက်ပေးနေကြောင်းသိရှိရပါသည်။ ကျွန်တော်တို့ရက်ကွက်တဲ့အနှံပေါ်မှာစိတ်ပန်းကွန်လိုကတိမ်ဆောင်နေတာဖြူဖြက်ပေးဖို့တော့ပြောပါရယ်စီပင်ကိုစားတင်ပါရယ်အနည်းဆုံး3လဆောက်ရမယ်လို့ပြောပါရယ်ကွန်လိုဆောက်တဲ့သူကလည်းဘာမှအတော်မမြူဘူးမန္တလေးစီပင်ကအရေးကြီးရယ်ဦးစားပေးနေလို့ဒီဖက်ကိုမလာနိုင်ဘူးလို့ပြောပါရယ်အဲ့ဒါတခြားရက်ကွက်ကကျွန်တော်တို့နဲ့အတူသွားတင်တဲ့သူတွေကြတော့ချက်ချင်းလိုက်ဖြူပေးပါရယ်မေးကြည့်တော့မှရေလောင်လိုက်တာနဲ့လက်ငွေပေးလိုက်တာနဲ့ငွေပေးတဲ့သူကိုဦးစားပေးပြီးလိုက်ဖြူပေးနေတာဟုတ်မန္တလေးမြို့မှာပြည်တူတူကပြောဆိုထားဖြစ်ပါရယ် ချုပ်ပြင်းလက်ရှိပြူကြလူလူတိမ်ဆောင်နေတဲ့အထက်မြင့်တိုက်တန်များမှာလောင်းမဲ့မိုးကျွင်းကလာမိုးများနဲ့မြင်းနေပြီးထမှန်ပြူကြနိုင်ကြောင်းလမ်းကျွမ်းလမ်းလာလည်းနေထိုင်တဲ့ပြည်သူရက်ွက်များအတွေ့အနေရကြီးမှကြောင့်တွင်ရတွင်စကောင်းစင်းနဲ့စီပင်ကချက်ချင်းဆောင်ရွက်ပေးမှုမရှိဘဲလောက်ပေါင်းများစွာအချိန်ဆောက်ဆိုင်နေခိုင်ကြောင်းသိရပါတယ်။ ။စကိုင်းကနေကြောင့်တိမ်းဆောင်နေတဲ့အထက်မြင့်တိုက်တာတချို့ပြိုးကျအဲကွယ်မှုများဖြစ်ပေါ်နေရှိနေပြီးမေလ၄ရက်နေ့နေ့လယ်ပိုင်းမန္တလေးမြို့ဆန်ကားလမ်း၈၂လမ်းအီလန်တောင်ရှိ၈၁တိုက် ရှစ်ထပ်ပိုက်တလုံးပြိုးချပြီးအောက်ဆုံးနှစ်ထပ်အမြင့်ကြီးထက်တို့နှစ်မြုပ်သွန်ခကြောင်းတရှိရပါတယ်။အလောင်းတူအေဘီလဆံမန်နဲ့ညနေပိုင်းမိုးများရွာသွန်မှုကြောင့်မန္တလေးမြို့နတ်ဆတ်ချောင်းနဲ့80 80တန်းလမ်းရှိသုံးထပ် Fine Store ဆောက်အုံမှာငလင်းကြောင်းတင်းဆောင်ခရကနေမိုးရွာသွန်ခြင်းတွေလုံးဝပြိုးချပြန်စီသွန်ခကြောင်းတရှိရပါတယ်။ဆက်လက်ပြီးတော့ပြည်သူများကို မတရားစက်ကြေးကောက်နေတဲ့မြောင်မြို့မှရဲစခန်းမှာစကောက်စစ်တပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘိုလ်တူအပောင်းဝင်းစစ်သား၄ဦးတည်ဆုံပြီးတနက်3နဲ့သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းမြောင်မြို့နယ်ထွန်းရင်ပြည်သူများကိုစက်ကြေးကောက်ငွေညစ်နေတဲ့မြောင်မြို့မှရဲစခန်းမှာစကောက်စစ်တပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဘိုလ်အပောင်းဝင်းစစ်သား6ဦးတည်ဆုံခဲ့ပြီးတနက်3နဲ့သိမ်းဆည်းရရှိခဲ့ကြောင်း CDSOM စစ်ကြောင်းမှရဲဘော်စမာကရှင်းလင်းခဲ့တဲ့တဲ့ဌာနတပ်ပြောဆိုထားဖြစ်ပါရှင်။မေလ9ရက်နေ့ပြည်သူ များထံမှစစ်ကြေကောက်ငွေညစ်နေတဲ့မြောင်မြို့မှရစကန်မှစစ်သား6ကို CDSOM စစ်ကြောင်းနဲ့မဟာမိတ်တော်လိုင်းချမ်းများကတိုက်ခိုက်ကြကြောင်းတိုက်ပွဲတနအီကျော်ချမ်းမြစ်ခဲ့ပြီးစစ်သား3နေရာမှာပင်လက်ကျတိဆုပ်ခဲ့ကြောင်းជីတိမှန်သွားခဲ့တဲ့စစ်ဗိုလ်တူမှလည်းစစ်စခန်းတို့မရောက်ခင်မှာပဲဒဏ်ရာဖြင့်ထပ်မံတိဆုပ်သွားခဲ့ကြောင်းကျန်စစ်သားတို့မှဒဏ်ရာအပြင်းထန်ရရှိနေကြောင်းသိရှိရပါတယ် စစ်သားတွေကိုလိုက်လံပစ်ခတ်ရမှာတနအိကြောကြတိုက်ပွဲဖြစ်ပါရယ်စစ်ခွေတောကောင်နေရာမှာပင်လဲကြတီးဆုံပါရယ်ကြီးထီးတဲ့စစ်ပိုးကတော့စခန်းနာမရောက်ခင်ဒဏ်ရာနဲ့ထပ်မံတီးဆုံသွားခဲ့ပါရယ်ကျန်တဲ့စစ်သားတွေလည်းဒဏ်ရာအပြင်ထင်ရပါရယ်ကျွန်တော်တို့တော်နိုင်ရဲ့ရဲဘော်တို့လက်မောင်းကြီးထီးတမ်းကြီးထီးမှန်ဒဏ်ရာရပါရယ်မစိုးရင်ရပါဘူးစစ်ကောင်စစ်တပ်ဖွဲ့ဝင်တွေရဲ့ MAC ရတနက်သုံးနဲ့သိမ်းဆီရရှိခဲ့ပါရယ်ဟို CDSOM စစ်ကြောင်းမှရဲဘော်စမာကရှင်းပြထားလဲဖြစ်ပါရယ် အစိုးရစစ်စင်ရေးတိုက်ခိုက်မှုကို CDSOM ဘူစင်ကျန်းစစ်တောင်း MRF စာပို့စစ်ချောင်းစကိုင်းကရန်တည့်ရတဲ့နယ်မြေခံပကပာနဲ့ဇာမနီပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ကျောင်းရဲ့တက်ဆက်ပင်မို့ဒီမှာပဲခကြနာကိုယူပါရှင်။အဘိနောဆင်အတွေ့အထူးပဲကျေးဇူးတင်ရှိပါရှင်။